ကျွန်တော်တို့အပေးနေတဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်ဘောလုံးအသင်းတွေထဲမှာလူမုံအခမ်းအနားဆုံးဘောလုံးအသင်းများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အပေးနေတဲ့ပရီးမီးယားလိဂ်ဟာအင်မတန်မှပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ပရိသတ်တွေကြားထဲမှာလည်းပြိုင်ဆိုင်မှုတွေရှိလာပါတယ်ကိုယ်အသင်းကလွဲပြီးတော့ဂျန်တဲ့အသင်းကကိုယ်အသင်းထက်တာပြီးဆိုတော့ဒါပြိုင်ဆိုင်မှုတွေကတော့ပြင်းထန်လာပဲဖြစ်ပါတယ်ဆိုတော့အဲအသင်းတွေထဲမှာမှ ပြန်ဆိုင်မှုနေတဲ့သူဘယ်ရဲ့အသေးနှစ်ကပိုပြီးမုန်းခိုင်ရတယ်ဆိုတာကျွန်တော်တို့ကြည့်ရအောင်ကျွန်တော်ရွေးချယ်ထားတဲ့အသေးနှစ်ကတော့အမုန်းခိုင်ရဆုံးအသေးနှစ်ထဲမှာ6အသေးရှိနေပါတယ်ဆိုတော့နံပါတ်6မှာတော့ကျွန်တော်တို့အာ RS တော်ဘွားနေတူဒါခေတ္တကိုတီထောင်လာတဲ့ Manchester City ပဲဖြစ်ပါတယ်သူကတော့ငွေကြေးတွေတုံးဆွဲပြီးတော့မှ Premier League မှာအာထိုင်နိုင်ခဲ့တဲ့အချိန်တွေရှိပါတယ် အကူလိုဒေးဗစ်ဆေးဘာစတဲ့ပြည်လူကောင်းတွေကိုဝယ်ပြီးတော့မှဒါခစ်တခစ်ကိုထူထောင်ခဲ့တဲ့အသင်းဖြစ်ပါတယ်မန်ချက်စတာစီးတီးကတော့ဒါပရိသတ်တွေကြားထဲမှာလည်းကြီးမရတဲ့အသင်းထဲမှာတခုပါဝင်ဖြစ်ပြီးတော့နံပါတ်6မှာချိန်ပါတယ်နံပါတ်5မှာတော့တောက်တင်ဟန်ဟော့စပါဖြစ်ပါတယ်ပြိုင်ဘက်တီထဲမှာဖြက်မြင်းလည်းဖြစ်တယ်လို့ပရိသတ်တွေကြားထဲမှာအထူးတပြည့်အာဆင်နယ်နဲ့ချယ်ဆီပရိသတ်တွေကြားထဲမှာအမြင်မကြည်စရာအာဖြက်မြင်းအနေနဲ့ ပြန်ဖက်အနေနဲ့စပားကိုရှုမြင်ကြပါတယ်စပားတင်းကဒီနေ့မှဆိုရင်တော့ယူရိုဘာလိဖလားကိုတော့မှကျရှိသွားပါတယ်ဆိုတော့စပားတင်းကတော့လူမုန်ခံရတဲ့ဘောလုံးကလပ်တွေထဲမှာပရီးမီးယားလိဂ်ကလပ်တွေထဲမှာတော့နံပါတ်5မှာချိတ်ပါတယ်နံပါတ်6ကတော့ကျွန်တော်တို့အာဆင်နယ်အတင်းပဲဖြစ်ပါတယ်အာဆင်နယ်အတင်းဟာဆိုရင်အင်္ဂလန်ရဲ့တထိပ်တီးဘောလုံးကလပ်ဖြစ်တယ်လို့ သူကပြန်ဘက်တွေရဲ့မုန်တချင်းကိုလည်းခံရပါတယ်သူတပြည့်အရင်ကမှဆိုတော့ Manchester United ရဲ့အမုန်းတချင်းကိုခံရပြီးတော့အခုချိန်မှာဆိုတော့ Spurs လို့ Arsenal အဲ Arsenal ကမုန်းတဲ့ Chelsea fan တွေပေါ့နော် London ပြန်ဘက်တွေရာဆိုရင်မုန်းတကြပါလေပိုပြီးတော့မုန်းစရာကောင်းတာကတော့ပရိသတ်တွေကပါမုန်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဖလားမရအောင်အများဆိုတော့ပရိသတ်တွေကိုဒုက္ခပေးနေလို့ဖြစ်ပါတယ်။ဒါပေမဲ့အာဆင်နယ်ပရိသတ်တွေကတော့ဘလောက်ပဲမုန်းမုန်း ဖြစ်နေတာပေါ့နော်အစင်လေးတွေပေါ့ဟုတ်ပါပြီနံပါတ်3မှာချိန်နေတဲ့အတင်းကတော့ကျွန်တော်တို့ချက်စီပဲဖြစ်ပါတယ်ချက်ဒါအာဆင်နယ်ကစ်ကုံနဲ့2000 2000 league ကနေပြီးတော့2005ခေတ်မှာတာသူဖလားရနိုင်အောင်စွမ်းဆောင်ခဲ့ပြီးတော့ဒါအဲ့ဒီခေတ်တခေတ်ကိုထူထောင်ခဲ့တဲ့ဘောလုံးအတင်းတွေတဲကတတင်းလည်းဖြစ်ပါတယ်ချက်စီရဲ့အောင်မြင်မှုနဲ့တူအာပြိုင်ဖက်တွေရဲ့ဝေဖန်မှုကိုလည်းခံရပြီးတော့အမုန်းခံရတဲ့မှာလည်း ါပါလေအထူးသဖြင့်ချက်စီကစားသမားတွေရဲ့ကစားပုံကအမတန်မှကြမ်းတမ်းတဲ့အတွက်ပြန်ပတ်တည်မုန်းတချင်းကိုခံရပါတယ်ချက်စီတင်းကတော့မုန်းခံရဆုံးအသင်းနေထဲမှာနံပါတ်3ချိတ်ပါတယ်နံပါတ်2အသင်းကတော့လီဗာပူးပဲဖြစ်ပါတယ်လီဗာပူးအသင်းကတော့အမိုင်းတလျှောက်မှာအောင်မြင်မှုများစွာရရှိထားတဲ့အသင်းဖြစ်တယ်လို့ပြန်ပတ်တွေကြားထဲမှာလဲဒါအတော်ကိုပြန်ဆိုင်ရတဲ့ဘောလုံးအသင်းဖြစ်ပါတယ် သူကမန်ချက်စတာယူနိုက်တက်နဲ့ပြန်ဆိုင်ရတဲ့အသင်းနဲ့ဖြစ်ပါတယ်။အေဗာတန်တို့တကယ်မြို့ကပြန်ဖက်ကြည့်ကြတဲ့မှာမုန်တီချင်းကိုလည်းခံရတဲ့အသင်းဖြစ်ပါတယ်။လီဗာပူးကဒီနေ့မှဆိုရင်ဖလောက်ကိုထပ်မံရရှိပြီးတော့မှဒါယာတီကိုတင်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။လီဗာပူးကပြန်ဖက်တွေကြတဲ့မှာသမိုင်းတစ်ချောင်းတောက်လျှောက်ပြန်ဆိုင်နိုင်တဲ့အသင်းဖြစ်ပြီးတော့မှအမုန်းခံရဆုံးဖြစ်ပြီးတော့မှသူကတော့နံပါတ်1မှာချိန်ပါတယ်။ နံပါတ်၄ကတော့ကျွန်တော်စိုက်ကားကိတ်ကြီးပဲဖြစ်ပါလေစိုက်ကားကိတ်ဟာဆိုပြီးတော့အာစိုက်ကားကိတ်ကခေတ်တခင်မှာအင်မတန်မှအောင်မြင်မှုတွေရရှိခဲ့ရဖြစ်ပါလေ2003 2004အာဆင်နယ်ခေတ်ပြီးတော့2005 2006အပြီးမှာတော့မန်ချက်စတာယူနိုက်တက်ကခေတ်တခင်ကိုထူထောင်ခဲ့ပြီးတော့ဒါရိုနယ်ဒိုတို့လည်းဒါဘုံဘောအကောင်းဆုံးစုကြီးတောက်လျှောက်သိမ်းနိုင်ခဲ့တဲ့နှစ်တွေပါနော်အဲ့ဒီခေတ်မှာ Manchester United ကဖလားတလုံးပြီးတလုံးယူပြီးတော့ ကြီးစိုးနိုင်ခဲ့တဲ့ခေတ်တခေတ်ပြည့်ဖြစ်ပါတယ်။ထို့အတူပရိသတ်တီရဲ့မုံဒီချင်းကိုလည်းခံခဲ့ရပါတယ်။ပြီးရင်သူတို့ရဲ့ကောင်းမွန်စွာလှုပ်ဆောင်ခဲ့တဲ့နေရာတွေရှိတဲ့လို့ကစားသမားရဲ့ကြားထဲမှာဒါမုံဒီမှုတွေဖြစ်အောင်ဖန်တီးခဲ့တဲ့နေရာတွေရှိပါတယ်။ဘာပဲဖြစ်ဖြစ်အာသူတို့ရဲ့အောင်မြင်မှုပုံမှာကြွားပါတဲ့ခါမှာပြန်ဘက်တီရဲ့မုံတီချင်းကိုပို့ပြီးခံရတာဖြစ်ပါတယ်အမုံခံရအောင်ကတော့ကျွန်တော်စိုက်ကားဂိတ်ကြီး မန်ချက်စတာယူနိုက်တက်ပဲဖြစ်ပါတယ်။ဆိုတော့ပရိသတ်တွေအနေနဲ့ဘလို့ရှုမြင်သုံးသပ်ကြပါသလဲ။ပရိသတ်တွေကရောဘယ်အသင်းကိုပို့ပြီးတော့မုန်းပါသလဲ။ဘယ်အသင်းကိုပို့ပြီးချစ်ပါသလဲ။ကျွန်တော် comment လေးမှာရေးပေးခဲ့ဖို့ဖြစ်ပါတယ်။နားထောင်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။